အားလုံးပဲမင်္ဂလာပါရှင်။အာစီတုတ္တဆောင်ရသဆောင် channel မှာကြိုဆိုလိုက်ပါရစေ။ကျမကတော့စုဖြစ်ပါရစေ။ဒီနေ့မှာတော့ဆီယမာကြီးခင်ဆွေဦးရေးသားထားတဲ့ဒိုတိုင်းဌာနီဝတ္ထုရဲ့အပိုင်းဆက်ကိုဆက်လက်ပြီးတင်ဆက်ပေးမှာဖြစ်ပါရစေရှင်။အားလုံးပဲနားဆင်ခင်စားပေးကြပါအောင်ရှင်။ဒိုတိုင်းဌာနီ အခန်းခွန်ကိုသူရာတို့သည်ဂျပန်စစ်တင်တဲ့တက်ပြီးနောက်တွင်ဆိုင်ကုန်းသို့ရောက်ရှိလာခဲ့ကြသည်။ ဆိုင်ကွန်းတွင်တခင်ထွန်းအုပ်ဘူကျောင်းအောင်ဆန်းဘူလက်ရတို့လာဆောင်ကြသည် ဆိုင်ကွန်းမှထိုင်းရှမ်းမြန်မာများကို စုဆောင်းကစစ်တင်တန်းပေးရသည်ဒီဇင်မာလတွင် ကိုတက်ဖွဲနှင့်ကို ထိုင်းဘန်ကောက်မြို့သို့ရောက်ရှိလာကြသည်ဘန်ကောက်တွင်လည်းရှားသမျှရှမ်းမြန်မာမျိုးချစ်လူငယ်များကို စီးယုံကမြန်မာစစ်သားစုဆောင်ကြသည်1942ခုနှစ်ဒီဇင်မာလ26ရက်နေ့ တင်းနေတည်ရက်ကို ကိုသူရတို့သည်ဒိုင်ယာရီမှတ်တမ်းစာအုပ်များတွင်မှင်းနေဖြင့်မှတ်သားထားကြလေသည်ဒီနေ့တည်ရက်ခါကို သူတို့တသက်တွင်ဘယ်သောအခါမှမေ့နိုင်တော်မည်မဟုတ် သူတို့မှာစိတ်ပညာလည်းရှားခဲ့ပြီးလက်နက်အမျိုးမျိုးလည်းစွဲကင်ခဲ့ပူဝေပြီးနောက်ဆုံးသူလိုချင်သောအရာကအမျိုးသားလက်နက်ကင်တက်မတော့ထိုနေ့ရက်တွင် သူတို့တောင်းတခဲ့သော ပထမဦးဆုံးလက်နက်ကင်တက်မတော်ကြီးကိုဖွဲ့စည်းလေသည် 6လက်မှရှိသောတမျောင်းကိုပင်ကင်ခွင့်မရခဲ့ရရှာသောမြန်မာနေချဲ့ဤအဖိအနှိတ်ခံမြန်မာသည်စစ်တပ်ဖွဲ့စည်းရသောအခြေအနေကိုရှားတော်မည်ဆိုတော့ရဲဘော်တွေချွေသည်ချွေပေါက်ကြရကြုံနှက်ပေပြီလက်နက်ကင်တပ်မတော်ကြီးကိုစတင်ဖွဲ့စည်းသောနေရာမှာထိုင်းဘန်ကောက်မြို့စထွန်းလန်းဘိုနီယိုတိုက် ချက်ဝင်းကြီးနေတွင်ဖြစ်သည်မှတ်မိသေးသည်ထုံနေကရဲဘော်အပေါင်းသည် မြန်မာလွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ရလက်မောင်းသွေးဖောက်၍တစ္ဆာရေးတောက်ကြရည်စစ်တပ်ဖွဲ့စည်းသောအခမ်းအနားမှာ အတော်ပင်စီကားလေသည်တက်ရောက်ကြသောစစ်သားများမှစားကြတောက်ကြကားကြခုံကြနှင့်အလွန်ပျော်ရွှင်နေကြသည် လူအပေါင်းတို့သည် လူလာဆန်ခက်ရှင်မြူကြသည်တေးတနေ့မွေးတနေ့မဟုတ်ပါလားစစ်ကိုရှင်မဆိုင်ရခင် အတူးနှင့်ပျော်ဖို့ပဲရှိသည် လူအုံတအုပ်သည်ဘိုးချုပ်အောင်ဆန်းအားဝမ်း၍ထမ်းကြပြီးကားကြခုံကြ၏ဘိုးချုပ်အောင်ဆန်းအားမြှောက်လိုက်ချလိုက်လုံနေကြသည်ထိုစဉ်ကဘိုးချုပ်သည် အသက်အစိမ့်မြသာရှိသေးသည်ဘိုးချုပ်မှလည်းလူအုပ်ကြီးပေါ်တွင်မြှောက်လိုက်ချလိုက်ဖြစ်နေသည်ဘိုးချုပ်အောင်ဆန်း၏မျက်လုံးများမှတောက်ပနေသည်တင်းနေစေထားသောနှုတ်ခမ်းတောင်စွန်နှစ်ဖက်မှကွေးလျက်သွားမပေါ်ပဲပြုံးနေသည်သူဤခေါင်းဆောင်မှုကြောင့် လူတို့တရလုံးဆင်းရဲခြင်းမှလွတ်ကင်းတော်မည်။သူ၏ဝန်းတဲ့တွင်ကိန်းရောက်နေသော စေရနာသည် အမြုတ်တေရတနာသာ ဖြစ်တော်သည်။စစ်ထွက်ရတော်မည်။ရဲဘော်တို့၏အသက်ကိုဖက်ရွက်နှင့်ထုတ်ထားရလေပြီ။တည်ခြင်းတည်မည်။ကံကောင်းထောက်မလို့ရှင်လဲကြို့မည်၊ကန်းမည်။တောတောင်ထက်ထက်ကိုခြိတဲ့တိုက်ခတ်ရမည်ဖြစ်သောကြောင့်ပင်မဆင်းရဲခြင်းကိုစကားတည်းထည့်ပြော၍ပင်မဖြစ်ချေ။ စေချောင်း၅ချောင်းဖြန့်ရန်စီစဉ်ထားသည် ထိုင်းချောင်းဒဝဲချောင်းမြဝရီချောင်းဖပုံချောင်းတနင်္သာရီဝိတ္တူရီယာအစွန်မှပင်လယ်ကမ်းခြေအတိုင်းရှိချောင်းတချောင်းမှတ်မိသလောက်သခင်ရှုမောင်ဂွင်းစာကွင်းပိတ်ဘိုးချုပ်နေဝင်းနှင့်သခင်မောင်ဦးဂွင်းစာကွင်းပိတ်ဘိုးတာယာတို့အဖွဲ့မှအတွင်းတပုံလှောက်ရှားမှုအတွက်စောစောကပင်ထွက်ခွာသွားကြပြီးဖြစ်၏ရဲဘော်၃ချိတ်ဝင်းတို့သည် အသည်သည်ကိုတက်ဖွဲ့နှင့်စစ်ကြောင်းများခွဲ၍ခြိတက်ကြရတော်မူမြန်မာလွတ်လပ်ရေးတိုက်ပွဲမှာဂျပန်နှင့်ဗြိတိရှတို့အကြားမြေကဲ့သို့ဖြည့်အုံးမည်မသိပေရဲဘော်တို့သည်တလုံးတစည်းတည်းခုနှစ်လကျော်မြဂျပန်လက်အောက်တွင်စိတ်စင်းရဲကိုစင်းရဲနှင့်စစ်ပညာသင်ကြားခဲ့၏ယခုစစ်ထွက်ရတော်မူတဟုနှင့်တဟုခွဲခွာရတော်မူဖြစ်ရာ ပြန်တွေ့ခြင်းမှတွေ့ကြရပေမည် မိသူတည်၍မိသူရှင်မိကိုမတိနိုင်ပေကိုသူရာ၏စိတ်ထဲတွင်လှုပ်ရှားနေသည်ရဲဘော်အပေါင်းနှင့်ခွဲခွာရတော်မူဖြစ်၍ကြေကွဲဝန်းနေနေသည်လက်ဘဝအချင်းချင်းကိုပုမိသောအခါလက်ဘဝများမှာအတော်ကြမ်းတမ်းနေသည်အသွင်ပြင် ပြောင်းလဲခဲ့ပြီတကားကမူရှူတို့နှင့်မျိုးချစ်လူငယ်ကလေးဘဝမှာရှင်းကျက်သောစစ်သားဘဝသို့အချင်းတို့တို့အတွင်းမှာပင်ရှုပ်ပြောင်းခဲ့ရသည် ကိုသူရတို့မှဖာပွန်ကျောင်းသို့ခြိတဲရမည်စစ်ကြောင်းတွင် ပါဝင်ရလေသည်နောက်တနေ့တွင်စစ်ချီတက်ရတော်မည်တေးရမှာမကြောက်ပါဘူးကွာငါသေးပြီးငါအလောင်းမှာတီကောင်တက်မှာကိုပဲတွေ့တွေ့ပြီးကြောစိတ်နေတာရဲဘော်တဦးသည်ပခုံးတွန့်ပြီးရသေးစိတ်ဖြင့်နောက်ပြောင်းလိုက်သည် နောက်တဦးကငါဝါသနာကတော့တမျိုးကွာဓာတာချင်းလှန်လှန်ချင်းကြည်စမ်းကြည်စမ်းချင်းဘာကိုပဲရင်ဆိုင်ရရင်ဆိုင်ရမကြောက်ပါဘူး တရဲဆိုရင်တော့ကြောက်တယ်ဟိဟိုနေညကလည်းနောက်ဖေးသွားနေရင်ချုပ်ခနဲ့အတန်ကြလို့နောက်ဖေးတန်းလန်းနဲ့ထွက်ပြေးကြရတယ်အားလုံးတတော်တော်ရင်မောကြသည် ကောင်းပြီကွာဘရင်နောင်သွေးအတော်များတဲ့ဇာတိသွေးပဲရဲဘော်တူကအမှတ်ချက်ချလိုက်သည် ကိုသူရသည်ဘရင်နောင်ဆို၍နောင်ရိုးချောင်းတိုက်ပွဲတွင်ဘရင်နောင်၏တက်တီကိုတရိယာနေသည်ဘရင်နောင်သည်မွန်ဘရင်သူရှင်တကရုပ်ပြီရှိရာ နောင်ရိုးချောင်းတို့ကူရာပြည်မြို့ဘကန်းတို့ရောက်သောကာလ၌လှေဖောင်များကိုဖျက်စေသည်ရဲဘော်တို့ကြားဘူးလားမသိဘူးရှားသဝင်းမှာဘရင်နောင်ရဲ့တတိနဲ့လောက်ရီချင်ကြီးကတော့အထင်ကရပဲကျွန်တော်တို့ကြားတော့ကြားဘူးပါရဲ့တိတိချာချာတော့မသိရဘူးပြောပြပါဘူးကြီးဘရင်နောင်ဟာသူ့ရှင်တကရွှတ်ပြီးရှိရာပြည်မြို့ကိုအတိုက်နောင်ရိုးချောင်းကိုဖျက်ကူးပြီးတော့တပတ်ကန်းလင်ရောက်ရောလှေဖောင်တွေအလုံးကိုဖျက်လိုက်တဲ့ ဒီတော့တမူးစစ်ကဲတို့ကဘရင်တော်ကိုကျွန်တော်တို့ထက်ရန်သူရဲ့စစ်တပ်ကစဲစားလောက်များပြားတယ်။အเจ้าမကြီးညွတ်လို့ကျွန်တော်တို့ရှုံးခဲ့ရင်ချောင်းကိုဖျက်ကူစရာလှေဖောင်မရှိတော့ပါကလားလို့ဝိုင်းလျှောက်ထားတဲ့။ဒီတော့ဘရင်တော်ကအကူတို့မစိုးရင်ကြနဲ့လှေဖောင်မရှိမှအကူတို့စိတ်နှခွမရှိပဲအသက်ဆုံးတိုက်ကြပါလိမ့်မယ်။အဲ့ဒါကြောင့်စစ်ဟာအောင်းနိုင်မယ်မဟုတ်လား။လို့ဆိုတဲ့။ဒီတော့စစ်သားတွေကတိမ်မဲ့အတူတူ မထူးဘူးဆိုပြီး ရွတ်ရွတ်ချွန်ချွန်တိုက်ကြတော့ဆစ်ဟာနိုင်တာပေါ့ကိုသူရအနည်းတွင်ရဲဘော်တစုသည်စိတ်ပါဝင်စားစွာနားထောင်နေကြသည်ညှင့်လေသည်အေးမြသည်တရားခ၌ညှင့်သည်အေးချမ်းသည်နောင်တွင်အေးကဲ့သို့အေးချမ်းသောညှင့်အခါကိုရှင်းဆန်းရပါအုံးမည်လောတခါကလည်းပြီမာတိုက်တုံးမဲတပင်ရွှေထီးကရန်သူတွေ့ရင်မတိုက်နဲ့အောင်ငါရောက်မှတိုက်ပါလို့ဆေးလို့အကြောင်းကြားလိုက်တယ်တဲ့ဘရင်နောင်က ဘယ်လိုအကြံပိုက်လဲဆိုတော့ဘုန်းတော်ကြောင့်စစ်အောင်လေးပြီလို့ပြန်လျှောက်တဲ့ဆင်မူတို့ကလည်းအရှင်ကျွန်တော်တို့တိုက်ပင်မတိုက်ရသေးဘူးဘဲနယ်ကြောင့်အောင်ပြီလို့လျှောက်လိုက်ရတယ်အကယ်၍ကျွန်တော်တို့မအောင်တော့ဘရင်မင်းမြတ်ကအပြစ်တော်မတင်လို့ဟုဆိုကြတဲ့ဘရင်တော်ကဒီတော့ငါတို့မဟုတ်ကြအောင်မယ်စစ်အောင်မှသာငါတို့အသက်ရှင်မယ်မအောင်ရင်အသက်ကိုစွန့်ပြီးတေးကြရမယ်တေးပြီးမှတော့ဘဲနယ်အပြစ်တင်နိုင်မှာတော့မလဲလို့ပြန်ပြောလိုက်တယ်တဲ့ ရဲဘော်တို့သည်ကိုသူရ၏တည်ငြိမ်ခံရသောအတန်ဩဇာအောက်တွင်ဆရာတက်ကြွလာကြသည်ကိုသူရ၏မျက်လုံးများသည်တစုံတစ်ခုသောတနိဋ္ဌံကြောင့်ဆူရှတောက်ပြောင်းနေသည်စကားပြောရင် မေယိုးများသည် တင်းမာနေသည်ဘုရင်တော်ရဲ့သဘောကတော့စစ်တိုက်တဲ့အခါနိုင်ရင်နိုင် မနိုင်ရင်သိဒီနှလမ်းမယ်ရှိတယ်ရှုံးဆိုတဲ့စကားထဲ့မတွက်ဘူးဒီလိုစိတ်မျိုးနဲ့တိုက်တော့စိတ်ပွဲဟာနိုင်တာပေါ့အဲ့ဒီနောင်ရိုးချောင်းတိုက်ပွဲအပြီးမှာ ဘရင်နောင်ဆိုတဲ့ဖွဲ့ထူးကိုရတာပဲဘရင်နောင်ဖွဲ့မရမီကကြော်ထင်တော်ရထာနာမည်နဲ့စစ်တိုက်ခဲ့တယ်ရဲဘော်တို့ဤကောင်းတဲ့တွင်နိုင်ရင်နိုင်မနိုင်ရင်သေးဆိုသောစကားသည်တန်မိုးနှက်တကဲ့သို့ဆွဲနေသည်ထိုညတွင်ကိုသူရသည် အိတ်လို့မရပေနဂူကလေးကအဲ့အနေနဲ့ပါသောကိုသူရသည် အရေးကြီးကိစ္စကျုံးလာလျင် မျက်စိသည်ကြောင်းနေတတ်ပေသည် နောက်တနေ့ ခါပွန်ကျောင်းသို့ခြိတက်ရမည်တက်ဖွဲ့သည်ထွက်ခွာရတော်မည်ပထမပီစန်းနေကိုဆိုသည့်နေရာသို့ထွက်ခွာရတော်မည်ကိုရွှေဘုံမူးချုံဟောင်းကြော်စောဦးစီသောကိုသူရတို့တက်ဖွဲ့သည်ဆင့်မချီမီဘုချုံအောင်ဆန်းရှိရာသို့တက်ရောက်လာကြသည်ဘုချုံအောင်ဆန်းအားနှုတ်ခွန်းဆက်တာကထန်၍ကြော်ကြသည် ထိုစဉ်ကတက်ဖွဲ့ကောင်းဆောင်ကိုရွှေဘုကြော်စောမှအသက်25နှစ်နေပါခန့်သာရှိသေးသော လူငယ်လေးတဦးမြတာဖြစ်ပေသည်ထက်မြက်သောလူငယ်တဦးဖြစ်သည်ဘိုးကျော်အောင်စန်းအားကတော်ဝှချကြစဉ်ကိုရွှေဘိုးကျော်သောဤပားပြင်ပေါ်တို့မျက်ရည်များစီကြလာသည်ရဲဘော်အချို့လည်းစိတ်လုံရှားကမျက်ရည်ကျကြသည်ဘိုးကျော်ကို နောက်ဆုံးနှုတ်ဆက်သည့်အနေနဲ့မိမိကိုကိုမှတ်ယူကြသည် ကိုသူရိုင်းရင်ထဲတွင်တမျိုးဖြစ်ကစိတ်ထဲလှိုင်းလိုက်လဲလဲနှင့် ကြေကွဲမိသလိုနောက်ကိုဘိုးကျော်အောင်စန်းနှင့် ြန်တွေ့ခြင်းမှတွေ့ရတော့မည်ဟုသောအတွေ့သည် ရှင်ထဲတွင်လှိုင်းကဲ့သို့ဖောင်းမင်ခတ်နေသည်ပုံတွေသောမျက်ရည်ချောင်းသည်ပါးပြင်ပေါ်သို့လင့်၍ဆင်းလာသည်လူလားမြောက်သည့်အချိန်မှစ၍ကျောင်းသားကိုအောင်ကျော်ဆုံးစင်ကတစ်ကြိမ်ရှစ်ခုတစ်ကြိမ်နှစ်ကြိမ်သာမျက်ရည်ကြာဖို့သည်မိဘညီငယ်နှမငယ်များနဲ့ခွဲထွက်စင်ကပင်မျက်ရည်မကြာခဲ့ပေဘိုးကျောင်းအောင်ဆန်း၏မျက်နာမှာတည်ငြိမ်နေသည် ခိုင်ခံသောလေးတောင်မေယိုးနှင့်ဆိုးရသော မျက်လုံးတို့ကစိတ်ခိုင်သည့်သဘောကိုညွှန်ပြနေသည်ထူ၍တွင်သော အောက်နှုတ်ခမ်းသားကိုအပေါ်နှုတ်ခမ်းနှင့်ထိကပ်နေအောင် ခတ်တင်းတင်းစေထားသည်လူအကြီးအနေနှင့်လူငယ်များရှေ့တွင်စိတ်ထိန်ထသဖြင့်မျက်ရည်မကျပေသို့သော စကားပြောသောဗိုလ်ချုပ်အောင်ဆန်း၏အတံမှာထစ်ထစ်ငေါငေါဖြစ်ကတုံနေသည်စစ်ထွက်ကြတာပေါ့ရှေးတုန်းကမြန်မာတွေစစ်ထွက်ကြတာ တနင်္သာရီကိုလှေကြီးတွေနဲ့ရေချောင်းလွှင့်ကြတော့တချို့ကရေချောင်းမပြီးရခိုင်ပြည်ဘက်ရောက်လို့ရောက်ဖြစ်ကြတဲ့။ဒါပေမဲ့ရောက်တဲ့လူကဆက်တိုက်ကြတာပေါ့။ဟူဘိုးချုပ်ကပြောသည်။ကိုသူရသည်ဘိုးချုပ်အောင်ဆန်ပြောစကားကိုလေးလေးနက်နက်စဉ်းစားနေမိသည်။စိတ်ချီထွက်ကြတော့သူတို့သည်ဘယ်ကျွန်းဘယ်တောင်ဆိုက်ရောက်မည်မသိ။ရှောင်းမိသူကဆက်ပြီးတိုက်ကြရန်ရည်ရွယ်၍ပြောလိုက်ပုံရသည်။1942ခု ဒီဇင်ဘာလ15ရက်နေ့ကလေးကဂျပန်စစ်တပ်ကမြန်မာပြည်ဝီတိုရီယာအငူဆွန်းကိုသိမ်းနှင်လေသည်ထို့နောက်မြန်မာလွတ်လပ်ရေးတပ်မတော်သည်ဂျပန်နှင့်ပူးပေါင်းကာစစ်ကြောများအတိုင်းခြိတက်လာကြသည် အင်္ဂလိပ်စစ်တပ်များသည် တစတစဆုတ်ခွာသွားကြရသည်မြန်မာပြည်မျိုးပုံကိုလက်ညှိုးနှင့်ထောက်ပြမည်ဆိုလျင်ရှန်အနှဲငယ်အတွင်းမှာပင်တနင်္သာရီရှိမြို့နယ်များကိုတောက်ခနဲတောက်ခနဲအင်္ဂလိပ်လက်မှသိမ်းပိုက်ပြီးဖြစ်လာသည် 1942ခုဇန်နဝါရီလ19ရက်တွင်တဝဲအရှိတောင်ကြားလမ်းမှ ဖြတ်ဝင်ကာတဝဲကိုတင်ပိုက်သည်1942ခုဇန်နဝါရီလ23ရက်တွင် မြိတ်မြို့ကျသည်1942ခုဇန်နဝါရီလ31ရက်နေ့တွင် မော်လမြိုင်ကျသည်လွတ်လပ်ရေးတပ်မတော်သည်မြန်မာပြည်တွင်းသို့ထိတက်ဝင်ကြသောအခါပြည်တွင်းမှစောင့်နေကြသောတခင်ရဲဘော်များ ညိုးချစ်လူငယ်များသည်တလုံးတစည်းပါဝင်လာတော့သဖြင့်လက်နက်ကိုင် BIA Burma Independent Army တပ်ဖွဲ့ကြီးအဖြစ်ကြီးထွားလာတော့၏1942ခုမတ်လ10ရက်နေ့တွင်ရန်ကုန်မြို့ကို သိမ်းပိုက်ကြလေသည် အခန့်ရှိစိတ်ဘလူးပန်းယုံနှယုံမှစိတ်ဘလူးပန်းတို့သည်ဖွေးဖွေးလှုပ်ပွင့်နေသည်ပန်းမွေလေးများသည်အဖြူခန့်တွင် ရွှေနီရောင်ဝတ်ဆံများနှင့်ချစ်စပွဲကောင်းလေသည် ပန်းရံနဲ့မှာပတ်ဝန်းကျင်တစ်ခုလုံးတွင်တင်းပြန်နေသည်မိသည်နှီးကျိုးကိုအဖျားတက်ကပန်းပွင့်လေးများကိုတီကုန်နေသည်ပန်းယုံအောင်အုတ်ခဲတစ်ခုပေါ်တွင်ရေဖလားတင်ထားကပန်းပွင့်ကလေးများကိုဆေး၍ဆေး၍တီသည်ပန်းကုန်းကိုဖျားတင်ရန်မို့တန်တန်ပြန်ပြန်ဂယုတဆိုင်တီလေသည် မိကရခင်ကလိုပန်းမြင်တိုင်းအရှူးမှုကြိုက်တတ်သော ကလေးငယ်မိမဟုတ်တော့ပေမိဤအသွင်ပြင်က ပြောင်းလဲလေပြီ။ အရွယ်ကြီးထွားလာသည်နှင့်အမျှမိဤအတွေ့များမှလည်းရှင်းကျက်လာခဲ့လေပြီညီမလေးကျောင်းဝင်းအဝတို့ဘယ်ချိန်ကရောက်လာသည်မသိမိအနည်းတွင်ရှက်နေသူကိုခြေတွင်ဝှထားသောစစ်ဖက်နှက်ကိုကြည့်ရင်တစတစကာဂီစင်းရောင်ပေါင်းပြီဓာရှိထိုမတပန်အင်ဂျီရှင်ဘက်မှရွှေလိုင်းနှင့်ကျဲဝင်းများစသည်စသည်များကိုမိမြင်လေသည် မိမှထိုင်နေရာမှတဖြည်းဖြည်းမော့ကြည့်လိုက်ရာ ိမ်မွေသောအပြုံးရှင်ကို တွေ့လိုက်ရသည်မိဤရင်ထဲတွင် တလက်လက်ခုံကမျက်လုံးများဝင်းလက်လာသည်ဝမ်းသာသည်လားဝမ်းနေသည်လားခွဲခြားမသိနိုင်ပဲရှိသည်မိမိမော့ကြည့်နေသည့်အခိုက်ကကြာတော့လဲဆက်ခနဲ့မတ်တက်ရက်လိုက်ပုံမှာလျင်မြန်လွန်းသည်ဖြင့်ဘဲပုံထလိုက်သည်မသိမိဤမျက်လုံးတွင် မျက်ရည်များဝိုင်းနေသည်ဖဲ့နယ်ကြောင်းနေတာလဲမမှတ်မိဘူးလားတီတော့မှမိသည်ပြုံးကကောင်းငိမ့်လိုက်သည် ကိုသူရသည် အသားတွေညိုကပိန်နေသည်နှုတ်ခမ်းမွေမုတ်စိမ်မွေတို့မှာရခင်လိုတက်တက်ရက်ရက်ရှိတ်ထားခြင်းမရှိဂျပန်ကပ်အုပ်ထုပ်ကိုခပ်အုပ်အုပ်ဆောင်းထားသဖြင့်နှကိုရုပ်မှာမပေါ်လင်းပဲရှိသည်ချက်တည်ရှိသောအပြုံးတစ်ခုပင်ရခင်ကအတိုင်းမပြောင်းလဲပဲရှိနေသည်မှန်မှန်မိပါတယ်ချုပ်တည့်ရမို့အံ့ဩသွားလို့ပါမိမိကတိတ်ထွက်လာတာပဲနောက်ကဝင်လာတော့ကြည်တာမိမိမှန်မသိဘူးမျက်နာပေးတိုင်းမြင်ရမှာမှတ်မိတယ် မိမျက်နှာကိုမှတ်မိတယ်။ကိုသူရသည် သူ့အားအလေးတယူအမှတ်ထားလိမ့်မည်ဟုဘယ်တော့မှမတွေးထင်မိခဲ့ပေ။အင်းမိမိဟာအရင်ရုပ်အတိုင်းပဲဒေါ်ကြီးတို့ထွေးတို့ဝမ်းသာမှာပဲ။ဦးလေးတင်နဲ့ဒေါ်လေးခင်တို့ကနေကောင်းတယ်မဟုတ်လား။မိသည်ကိုသူရ၏အမေကိုရှုံးတရမဖြစ်ပဲငေးနေသည်။မိမျက်လုံးများတွင်မျက်ရည်များရှိဝဲနေသည်။စစ်ပြေတော့ကဖေဖေဆုံးနေ။မိသည်တက်ပြင်းဆိုင်ကပြောရင် မျက်ရည်များမျက်လုံးအိမ်မှအန်ကြလာသည်။အိုးကိုသူရသည်တက်ပြင်းရှိုက်မိက ငေးကြည့်နေမိသည်။ဆယ်လေးနှစ်ရောက်နေပြီဖြစ်၍လုံးကျစ်ဖွံ့ဖြိုးသောခန္ဓာကိုယ်သည် အရွယ်ရောက်ချင်းကိုပြနေသည်။မဟောဂနီစဖြင့်ချုပ်ထားသောပန်းရောင်ရှင်စည်အင်ဂျင်နှင့်နှက်ပြာရောင်ခံအနီပွင့်ရတူပရကိုးလုံးကြီးတို့သည်မိဤဖွေးဖြူသောအသားနှင့်ပနံဟန်နေသည် ကျောင်းဝင်းနဲ့ဝင်ရအောင်အထဲမှာဖေဖေတို့ရှိတယ်မဟုတ်လားကိုတူရသည်စိတ်ဖက်နဲ့ကြုံများဖြေကချွတ်လိုက်သည်ကျောင်းအဝတွင်ထွေးနှင့်တွေ့သည်ထွေးထွေးသည်ဝန်းသာအာရန်နှင့်ကိုတူရအာပြေဖက်လေသည်ထွေးမှာအစအနှဲငယ်ပူတော်လဲရခင်ကလိုကလေးမအရွယ်ထွေးမဟုတ်တော့ပေထွေးဤမျက်နှာပြည့်ပြည့်ဝိုင်းဝိုင်းကလေးမှာဝန်းသာခြင်းပီတိဖြာခြင်းတို့ဖြင့်ရှုံးဆူတောက်ပါနေသည်ထွေးလည်းမိမိလိုပဲ လူဟာထွားပြီးမျက်နာကအရင်မျက်နာအတိုင်းပဲကိုတော့ကိုနှမတွေကိုမျက်နာပုံပဲဖမ်းရတော့တယ်အကူကြီးကပိန်လိုက်တာ အသားတွေလည်းမဲလို့ထွေးသည်အတန်လေးဆာဆာနဲ့အဆက်မပြတ်ပြန်ပြောလိုက်သည်ပြီးနောက်အထဲသို့လှမ်း၍မေမေရေကိုကြီးပြန်လာပြီဒီမှာကြည့်ပါဦးဟုအော်လိုက်သည်ဒေါ်နှင်းသည်မိဖို့ထဲမှလက်ရည်ဆက်လက်ဖြင့်ထွက်လာကကိုသူရကို မျက်ရည်အဝိုင်းသားနှင့်ကြောင်ကြည့်နေသည်ကိုသူရသည် ခြေလန်ကျဲကြီးများနဲ့ခတ်သွက်သွက်ဒေါ်နင်းထံလျှောက်သွားသောအခါဒေါ်နင်းသည် ကိုသူရ၏ရင်ဘတ်တွင်မျက်နှာအပ်ကာမတီးလို့တွေ့ရတဲ့သားရဲ့ဟုငိုရှိုက်လေ၏ဥဝကျော်သည်အိမ်ခန်းအတွင်မှထွက်လာကာကိုသူရအားဝန်တာအာရနှင့်သူရာဟုအတန်အောကြီးနှင့်ပြောကာနှစ်သိမ့်အာရစွာ ပြုံးနေ၏ကိုသူရသည်ကက်အုပ်ထုပ်ကိုချွတ်လိုက်သောအခါဘိုးကြီးစံစာများမရှိတော့ဘဲ ကရုံးနှင့်တွေ့ရသည် ခွေးစာခွင်ပဲဂျပန်ခေမြန်မာရဲဘော်များသည်ဆက်ပင်မထားရပေရုံးမှာတမျိုးဖြစ်နေသည် အခြားသူများကဲ့သို့တိတ်အယုတ်ဆိုခြင်းမရှိသဖြင့်တော်ပေသေးသည်မိမိစိတ်နိုင်မှု ကိုသူရဤနူးညံ့ပျော်ပြောင်း၍နှစ်ဖူးပေါ်သို့ရှစ်ဝဲကကြနေတတ်သောဆက်ပင်ခွေးလေးများကိုနှံ့မျောနေသည်ရှမ်းနောင်တယောက်ကဖေဖေဈေးဘက်ကိုခဏပါတယ်မင်းကိုတွေ့ရင်တော့စိတ်ထဲဝင်မိသားပဲ သူစိတ်ထက်သန်ရင်ဝင်ပါစေဖေဖေကျွန်တော်တို့မှလူလဲလိုပါတယ်ဖြစ်ပါမလားသားရင်တော်နှင်းသည်စိုးရင်စွာဝင်ဟန့်လေသည် ဖြစ်အောင်လုပ်ယူရမယ်မေမေခုကျွန်တော်တို့တိုင်းပြည်မှာစွန်စားရတဲ့လူငယ်တွေအများကြီးလိုတယ်မြန်မာပြည်လွတ်လပ်ရေးအတွက်တိုင်းပြည်ဟာဘလို့ရှစ်ဆက်စကန်းသွားကြအောင်မယ်မသိဘူးကိုသူရသည်ကလထိုင်တလုံးတင်ဝင်းထိုင်ကစစ်ပညာအသင်တန်းတွင်ဂျပန်များနှင့်အဆင်မပြေပုံများကိုပြောပြနေသည် သူ၏အတွေ့အကြုံများကို ရှင်းလျားစွာ ပြောပြလေသည်ဥပကျော်အလယ်၌ဆင်းပြေဒုက္ခတွေတို့၏ဆင်းရဲဒုက္ခများကို ပြန်၍ပြောပြနေသည်သူစကိုင်းဘက်အပြေးမှာတရုတ်စစ်သားတွေဝင်းအမွေနဲ့တိုးလို့ဒုက္ခရောက်လိုက်တာသူရရတရုတ်စစ်တပ်ကိုအင်္ဂလိပ်စစ်ရှုံးတွေကချန်ကင်ရှိတ်စီကတောင်းတော့တတတက်အကူညီပေးတယ်တတတက်ထဲအကူညီပေးလို့သာပေါ့ကွာတရုတ်တပ်တွေကတောင်ကိုအထက်မြန်မာပြည်နယ်ကိုစောင့်ရှောက်ကာကွယ်ဖို့ထားတော့ ပြည်စည်းတွေယူဓမြတိုက်လူသက်မရင်းတင်တဲ့အထက်မြန်မာပြည်ကစိတ်ပြေဒုက္ခတွေသူတို့တန်းကိုအတော်ခံလိုက်ရတယ်။အေးကွယ်စစ်သားတွေကလည်းရမ်းလိုက်တာအင်္ဂလိပ်စကားလည်းမတက်နဲ့ဓမြတက်သက်ပါပဲကွယ်။မင်းမေတို့ဟာအင်ပြင်ကိုမထွက်ရဲဘူး။မင်းမေတို့စကိုင်းထုံးဖို့ရောက်တော့တရုတ်စစ်သားလေးဦးလက်နက်ကိုစီနဲ့ဓမြတိုက်ကြတာကုံရောကွယ်ဘာမှကိုမကြံဘူး။မိမိရဲ့ဖေဖေဥဟတင်ကိုလည်းပြည်စည်းနောက်ထပ်မပေးကောင်းလားဆိုပြီး တန်းတန်းနဲ့ပြည့်သက်ကြတာပဲဒေါ်နင်းကကြားဖြတ်ဝင်ပြောလေသည်မိနှင့်ထွေးတို့သည် ကိုသူရားနှင့်မျက်နှာချင်းဆိုင်တွင်ရှိသော ကွက်ပြစ်ပေါ်တွင်ရှင်းထိုင်နေကြသည်မိသည်ပားပြင်ပေါ်သို့စီးကြလာသောမျက်ရည်များကိုအင်ကြီးလက်များနှင့်တုံနေသည် ထွေးကမိဤခါကိုဖက်ကားနှစ်သိမ့်နေသည်ဖေဖေတို့လည်းသခိုင်းထုံးမှုကဝက်ချက်ရွာပြေးဝက်ချက်ရွာကတခါပေ90ရွာ ပင်90ရွာကနေမြစ်တစ်ဖက်ကန်ရွှေတရက်ရွာကိုတွားရတာပဲဂျပန်ဝင်တော့ဖေဖေတို့ရွှေတရက်ရွာမှာ ခုဖေဖေတို့ရန်ကုန်ရောက်တာဘာကြသေးလို့လဲတပတ်လောက်ပဲရှိသေးတယ်နေသားမကြသေးတော့မိမိတို့နေရာခက်တာဆင်းရဲလိုက်တာတာရဲ့မိမိမိမအေးခင်တယောက်လဲစိတ်ပြေလက်ပြောင်းဆိုသလိုရန်ကုန်ရောက်ရောက်ချင်းပဲဒီကြားတော့ရလမ်းမှာဆိုင်တဆိုင်ဖွင့်နေတယ်ဩဟုတ်တယ်ဒေါ်လေးခင်ကမမြင်မိလို့ကျွန်တော်မေးမလို့ သူ့အတွက်ကတော့မပူရပါဘူးစီးပွားရှာတဲ့နေရာမှာအင်မတန်လက်မြင်တဲ့မိမပဲဒါပေမဲ့မိမသားကြီးပဲဖြစ်နေတော့ဖေဖေတို့ကပဲခေါ်ထားလိုက်တယ်မိသည်ကိုသူရကိုလှမ်းကြည့်နေသည်ဒီလိုတဆူတဲနေတာကောင်းပါတယ်ကိုသူရသည်ဘသူ့ကိုမှမကြည့်ပဲအဝေးကို ငေးမောရင်းပြောလိုက်သည်ဥမကျော်တို့ဂျာတော်ရလန်ဘုံကြီးချောင်းတို့ရှေ့ပြောင်းလာတော့အချိန်မှာ1942ခုနိုဝင်ဘာလလယ်တွင်ဖြစ်သည် ရှင်တော်တယောက်ပြန်မလာသေးပါလားကိုသူရသည်나ยีကြည်ကပြောလိုက်သည်ဒီထိတ်ဈေးနာဆိုပြီးထွက်သွားတာပဲလာပါလိမ့်မယ်ဒေါ်နှင်းသည်အပြင်သို့ဆန့်ကြည့်ရင်းဖြေလိုက်သည်ခုကျွန်တော်တို့ BIA ဖြတ်သိမ်းပြီးစစ်တပ်စနစ်တကျဖွဲ့စည်းပြီးပြီရန်တော်ဝင်ကျင်ရင်တော့ BDA တပ်ဖွဲ့ထဲမှာသွင်းဖို့ကျွန်တော်စီစဉ်ပေးပါမယ်1942ခုဇူလိုင်လ26ရက်နေ့တွင် BIA Burma Independent Army တပ်ဖွဲ့ကိုဖျက်သိမ်းက PDA Burma Defense Army ကိုဖွဲ့စည်းခဲ့ပြီးဖြစ်သည်။ဇူလိုင်လမှစပြီးအော်ဂုတ်စက်တင်ဘာအောက်တိုဘာလများတွင်စစ်တင်တန်းများအသစ်ပြန်ပေသည်။ဟာအကိုကြီးပါလား။ကိုရန်အောင်သည်အထဲသို့အပြေးအလွှာဝင်လာသည်။ကိုရန်အောင်မှာ16နှစ်ကျော်ပြီဖြစ်သည်ဖြင့်ရုပ်ရည်မှာယောက်ျားပီပီတာတာနှင့်မမမမတ်ရှိသည်။ ကိုသူရနှင့်ဆင်တော့လဲအလုံးအဖန်မှာပို၍တောင်းတင်သည်မင်းစစ်ထဲဝင်ကျင်နေဆိုဟာဘယ်နဲ့ပြောပါလိမ့်အကိုကြီးရလောကကြီးမှာယောက်ျားတစ်ယောက်ဖြစ်ပြီးပေါ့ပေါ့တန်တန်နေမသွားကြမှာဘူးအခုလိုအချိန်မှာကျွန်တော်ဟာတိုင်းပြည်အတွက်ဖြစ်ရမှာပေါ့မင်းစကားကအဖိုးတန်တယ်ဟဲ့ကိုသူရမှာအာရတော်မျက်နာနဲ့ရှင်လန်းနေသည်အကိုကြီးကျွန်တော်ကိုဝင်ရဖို့စီစဉ်ပေးပါလားအေးငါရခိုင်ကိုမသွားရခင်ဒီကြားထဲလာခဲ့အောင်မယ် တော်နှင်းသည်လူငယ်များဆရာထက်တန်နေသဖြင့်ဝင်ရောက်ဆွတ်ဖက်ခြင်းမရှိပေ။ကိုရံတော်ဤမျက်နာမှာချက်ချင်းဝင်းပါသွားလေသည်။ဥမကျော်ကမူသူ၏သားများကိုတိုင်းပြည်အတွက်စွန်စားရန်မွေးဖွားသည်ဟုပိုက်ထားသဖြင့်မဖြုံတော့ပေ။တာရခိုင်ကိုတွားရအောင်မဲဟုတ်လား။ဟုတ်တယ်မေမေနောက်ဘက်ထဲမှာတွားရမယ်။အော်တာရဲ့အဝေးကြီးပါလား။စေသားရဲ့ဘွားဟာဒီလိုပါပဲမေမေ။ ဒေါ်နှင်းသည်ပိန်ရှိကြီးဖြစ်နေသောညင်ဆိုးဆိုးနှင့်ရှုပ်ပြောင်းနေသောတာကြီးအားကြည့်ကတက်ပြင်းချလိုက်သည် အနာဂတ်ကာလကိုကျွန်တော်မမြင်နိုင်ဘူးမြန်မာပြည်ရဲ့ကံကြမ္မာဟာဘယ်လိုပြေအောင်မဲဆိုတာပြောမပြနိုင်လောက်အောင်ပဲဖြစ်ဖြစ်ဟေနန်ကျုံးမှာဗိုလ်ချုပ်အောင်ဆန်းကတော့အမေရိကန်ကဝါရှင်တန်တို့လိုရှင်းနေကိုနေရေရှိလွတ်လပ်ရေးတိုက်ပွဲကြီးဝင်ရမှာပဲလို့ကျွန်တော်တို့ကိုပြောပြတာပဲကိုဒူရာဒီဥပဒေဘက်သို့လှည့်ကပြောလိုက်သည် ထိုစဉ်ကသူ၏မျက်နာမှာမှုံမိုင်းနေသည်သူ၏မျက်လုံးများသည်တောက်ပါနေသည် အမိမြန်မာပြည်အပေါ်၌ထားရှိသောသူ၏စေတနာသည် မျက်နှာထားတွင်ပေါ်လွင်နေသည်သူတွင်အဖေမရှိ အမေမရှိနှမမရှိညီမရှိတန်ရောစဉ်အတွေ့အတာမထားသူ၏စိတ်ဓာတ်သည်ရခင်ဂျပန်ပြည်ကိုသွားခါစားအချိန်ကားထက်ပို၍ရှင်းမာနေပြီ လောကတွင်သူ့အဖို့ မိမိတိုင်းပြည်သည်နံပါတ်၁အရေးကြီးဆုံးပေသည်။ဒါကလုံးဆရာရှိတာဆက်လုပ်ပါ။ဖေဖေတို့အတွက်ဘာမှနောက်ဆန်တင်းမနေနဲ့။ဖေဖေတို့ဆင်းရဲပြီမဲ့ဒီအောင်စုမငတ်အောင်ဖေဖေတောင်းယူရမှာပေါ့။ကဲစကားတော့ကောင်းပါရဲ့ကျွန်တော်ပြန်အောင်မယ်။ကိုသူရသည်ထိုင်းနေရာမှာထားလိုက်သည်။ထမင်းလေးပါလေးတောင်စမသွားဘူးလားသားရဲ့။ဒေါ်နှင်းကစိတ်မကောင်းစွာဝင်ပြောလိုက်သည်။တော်ပါပြီမေမေကျွန်တော်မှအချိန်မရဘူးရခိုင်မသွားခင်တစ်ခေါက်လာခဲ့ပါဦးမယ် ကင်သွားမယ်အုတ်ထုတ်ကိုခေါင်းမှာကောက်ဆုပ်ပြီးနောက်တစုံတစ်ခုကိုတတိယ၍ရန်နောက်ဘက်သို့လှည့်ကားဩရန်နာမင်းအတွက်လည်းနောက်တစ်ခေါက်လာမှစီစဉ်တာပေါ့ဟုတ်ဟုတ်ကဲ့ကိုကြီးကိုရန်နောက်မှာဝမ်းသာလွန်းသဖြင့်အတန်တုံတုံရင်ရင်ဖြစ်နေသည်သူမျော်လင့်တောင်းတသောအရာအခုမှပြေဝပြီတော်မည်သူတွင်ကိုသူရနှင့်ကြွားချချက်များရှိသည်အမြဲရှင်ပြသည်ပျော်ရက်သည် ကိုသူရကဲ့သို့အမျိုးချစ်တော်လဲကိုသူရကဲ့သို့တစ်ခုဆိုတစ်ခုတည်းထထက်သော စိတ်မျိုးကမရှိလူငယ်လည်းဖြစ်သည်ဖြင့်တိုင်းပြည်တော်ဝန်ထမ်းဆောင်လူချင်းကတစ်ဖက်ခံညာသော စေဝစေစားဟုကဂုံယူလိုသောသဘောထားတစ်မျိုးတို့ကြောင့်စစ်ထဲဝင်လူချင်းဖြစ်ပေသည်တနည်းအားဖြင့်ဆိုသောသူတွင် ကိုသူရကဲ့သို့ရှင်းချက်သောစိတ်ဓာတ်မျိုးမရှိသေးပေရှင်နောင်းမင်းတည်တည်ချာချာစဉ်းစားကြည့်ပြီနော်စစ်သားဆိုတာအစင်းရဲခံနိုင်ရမယ် စစ်အတွင်းစစ်တမ်းလျှက်ဟာငရဲပုံလေးတစ်ခုပဲအိမ်မာလို့နေလို့မရဘူးခဏရင်ရှိရမယ်ဘာမဆိုရင်ဆိုင်ရဲတဲ့တက်တီရှိရမယ်နေ့စဉ်နေတိုင်းနေမှုထိုင်မှုတွေဟာအပြင်းမာလို့မဟုတ်ဘူးဘာမှတက်တောင့်တသာရှိမှာမဟုတ်ဘူးဆိုတာတွေကိုထက်တွေ့ပြီးပလားကိုလိုရာဤအတန်ဒီအောင်မြင်ပြတ်သားနေသည်တန်နီးအားဖြင့်လူငယ်ဤစိတ်တက်ကိုလည်းစမ်းလိုက်ခြင်းဖြစ်သည် မင်းနှင့်ထွေးတို့သည်ကိုသူရအာတလဲကိုရန်နောက်အာတလဲငေးမောကြည့်ရှုနေကြသည်ဒါတွင်လည်းကျွန်တော်ထည့်စင်းစားပါတယ်ကျွန်တော်ဘာဒုက္ခကိုမှမကြောက်ပါဘူးဘာမှဆိုရင်ဆိုင်ရဲပါတယ်ဒါကြောင့်မို့ကျွန်တော်ရည်ရည်ပြတ်ဆုံးဖြတ်လိုက်ပါပြီကိုရန်နောင်သည်မိမိကိုကိုယုံကြည်စိတ်ချစွာပြန်ဖြေလိုက်သည်အေးဒီလိုဆိုရင်ကြိုက်ပြီကဲကျွန်တော်သွားမယ်ကိုသူရသည်ဖက်နှက်ကိုကိုင်းကကြောင်းဤအဝတို့ထွက်လာခဲ့သည် မင်းနှင့်ထွေးတို့သည် ထိုင်းနေရာမှထကားတယောက်နှင့်တယောက်လက်တွဲ၍ကိုသူရ၏နောက်မှထွက်လိုက်ပြီးလိုက်ပို့ကြသည်။ចောင်းကြီးမှအုံဤများနှင့်ဆောက်ထားသောနှစ်ထပ်တိုက်ဖြစ်သည်။ចောင်းသည်ဟောင်းလွန်းအိုရင်နေပေသည်။ကိုသူရသည်စိတ်ဘလူးပင်နှစ်ပင်သားရောက်လျင် အုတ်ခုံမော်တွင်ထိုင်ကဖနက်စီနေသည်။ဒူးပေါ်တွင်ကန့်လန့်ဖြစ်နေသောဓားရှည်ကြီးကိုဘေးသို့ဖယ်လိုက်သည်။မင်းနှင့်ထွေးတို့သည် ကိုသူရအားခေါင်းမှခြေဆုံးဆေးဆေးဆက်ဆက်ကြီးကလှုပ်ပုံကင်မုံကိုအကဲခတ်နေကြသည်သူတို့အကိုသည်ဂုံယူဖွယ်မျက်မှားတာကောင်းကြီးမဟုတ်ပါလားထွေ့ထွေ့နဲ့မိမိကိုသူရသည်ဖက်နယ်စည်းပြီထကဖုံများကိုဘောင်းရီမှပုတ်ခါချလိုက်သည်သွားမယ်နော်ကိုသူရထွက်သွားရဘက်သို့မျက်စိတဆုံငေးမောကြံ့ရကြသည်အရက်မြင့်မှသောဆဲဝစစ်စားနှင့်ခန်းညားစွာ ခြေလံကျဲကြီးများနှင့်ခတ်တုံးတုံထွက်ခွာသွားသောကုသူရမှာ အဝေးကပင်ပေါ်လွင်ထင်ရှားနေသည်ကုသူရကနောက်သို့လုံးဝပြန်လဲခြင်းမရှိကိုကြီးတယောက်ကနောက်တောင်လှည့်မကြည့်ဘူးမိသည်ဝမ်းနည်းစွာပြောလိုက်သည်မိရဲ့သူ့မှာတန်ရုံးစင်မရှိပါဘူးလို့ဆိုနေတာထွေးတို့ကအကိုကြီးတယောက်မှုချစ်ရပေမဲ့အကိုကြီးစီက ထွေးတို့မိတို့ဘာမှပြန်ရမှာမဟုတ်ဘူးသိလားထွေးကတပ်ပြင်းချကပြောလိုက်သည် မိရလည်းအကိုကြီးကို ထွေးချစ်သလောက်ချစ်တာပါပဲဒါပေမဲ့အကိုကြီးစီကပြန်ရဖို့ဘယ်တော့မှမမျှော်လင့်ပါဘူးသူဟာမိတို့ထွေးတို့ဦးကြီးနဲ့ဒေါ်ကြီးတို့အတွက်မွေးဖွားလာတာမှမဟုတ်ပဲသူဒီလိုစိတ်ဓာတ်မျိုးရှိတာပဲမိဖြင့်အကိုကြီးကိုပိုးတောင်သဘောကျပါသေးတယ်ထွေးသည်မိဤဖြူခွေးလှပသောမျက်နာလေးကိုငိတ်ဆိုင်ကြည့်ရင်အာရစွာပြုံးလိုက်သည်မိအမြင်မှန်ရလာပြီငငယ်တုန်းကလိုမြန်မာပြည်ဘယ်လိုပုံတရံရှိတယ်ဆိုတာမသိတဲ့ ကလေးမလေးမျိုးမဟုတ်တော့ဘူး။မိလဲကိုတိုင်းပြည်နယ်လူမျိုးကိုချစ်တတ်လာပြီပေါ့နော်။ထွေးတီမိဤလက်ဖွားလေးကိုဖြင်းညက်ကပြောလိုက်သည်။အဲ့ဒါထွေးရဲ့ကျေးဇူးလဲပါတာပေါ့။စစ်ပြေးရင်မိနဲ့ထွေးပေါင်းပြီးစာတွေဖတ်လိုက်ကြတာ။အဲ့ဒီစာအုပ်တွေကမိအဖို့အမျက်ထွက်လာတာပဲ။စေတွင်ကမင်းနဲ့ထွေးတို့ဖတ်သောစာအုပ်များမှာဥသိမ်းမောင်တန်တော်စင်ဤသူရဲကောင်းငုတ်ထုများနှင့်မဟာဆွေဤတပုံကြီးတို့မေမေ အကျိုးဆောင်ကြီးအဆရှိသောလုံချင်းကိုထူများပင်သည်ဟုတ်ကဲ့အစာအုပ်လေးကိုဒီနားမှရှင်းနာခွင့်ပြုပါရှင်အာပေနာဆင်ခဲ့တဲ့သူတူတယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်ရှင် အပိုင်းဆက်ကိုဆက်လက်ပြီးတင်ဆက်ပေးတော့မှာမို့စောင့်မျှော်အားပေးကြပါဦးနော်နောက်ထပ်နောက်ထပ်တွင်မှာလဲစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေပညာပင်သုဒ္ဓရတဆောင်ပါတွေကိုဆက်လက်တင်ဆက်ပေးတော့မှာမို့ကျမတို့ရဲ့ channel လေးကို like ခံ subscribe လေးလုပ်ပြီးဖို့မမေ့ပါနဲ့နော် အားလုံးဘေးကင်းကြပါစေရှင်